ကဲဒါမျိုးရေဒါဆိုဒီကဆရာ sequencing လေးကိုကြည့်ကြ။เนาะ sequencing ဆိုတာပါလေ။เนาะကျွန်တော်က sequencing ဆိုတာသူကအစင် like လေးကြီးစီထားတာကိုပြောတာ။เนาะသူ့ရဲ့အစင် like တိုင်းစီထားတာเนาะဆိုတော့ကျွန်တော် example လေးတကူကြည့်ကြ။ကဲကဲဒီမှာဆိုရင်သူက circle ရယ် square ရယ် triangle ရယ် rectangle ရယ်ဒီ shape လေးမျိုးကိုအစင် like စီထားတယ်။เนาะဆိုတော့ပြောချင်တာ circle ပြီးရင် square လာတယ်။ square ပြီးရင် triangle လာတယ် triangle ပြီးရင် rectangle လာတယ်เนาะဆိုတော့အစင်းလိုက်တိုင်းစီထားတာเนาะ circle ကနေဟို triangle ကြော်တက်သွားတာမဟုတ်ဘူးเนาะ triangle ကနေပြီးတော့ဟိုဒီ circle ကိုလည်းပြန်လာတာမဟုတ်ဘူးเนาะသူကအစင်းလိုက်ကလေးတိုင်းသွားတာเนาะ circle ပြီးရင် square လာတယ်ပြီးရင် triangle လာတယ်ပြီးရင် rectangle လာတယ်ဒါမျိုး sequencing လို့ခေါ်တယ်เนาะဆရာတို့အစင်းလိုက်တိုင်းသွားတာကဲဒါဆိုရင်နောက်တစ်ခုတက်ကြည့်အောင်ဟောဒီတစ်ခါကျတော့ဗာလေ dog cat bird ဒီသရိုက်ဆန်သုံးမျိုးကိုအစင်လိုက်စီတာเนาะဆိုတော့ပြောချင်တာ dog being ပါလာလဲ cat လာတယ် cat being bird လာတယ်သူကလို့အစင်လိုက်တိုင်းစီတာကဲဒါဆို sequencing ကိုပို့ပြီးရှင်းသွားအောင်ဆရာတို့ကပြောမယ်ဆိုရင်ကဲဒီမှာကြည့်1 2 3 4 5 6 7 8 9 10แกสอดีกนาเซลลงโหตัวอะเส้นไล่ใต้สีได้ ဆိုဆရာပြောတင်တာ1ပြီးရင်5ကိုကြော်တက်သွားတယ်5ပြီးရင်7ကိုကြော်တက်သွားတယ်7ကနေဟို10ကိုကြော်တက်သွားတယ်10နဲ့နေပြီးတော့3ကိုပြန်လာတယ်အဲ့လိုမျိုးလောက်ထားတာမဟုတ်ဘူး1ပြီးရင်2လာတယ်2ပြီးရင်3လာတယ်3ပြီးရင်4လာတယ်4ပြီးရင်5လာတယ်စသည်အားဖြင့်အဲ့ရနေ10တည်သွားတယ်ဒါမျိုး sequencing လို့ခေါ်တာသူ့ရဲ့အစဉ်လိုက်တိုင်းစနစ်တကျစီထားတာဒီ sequencing ဆရာကခုနပြောလို့1နဲ့10ကြော်တက်သွားလိုက်10ကနေ3ပြန်လာလိုက်3ကနေ6ဆိုကြော်တက်သွားလိုက်လောက်လို့မရဘူး เนาะအဲ့ဒါမျိုးလုတ်လိုက်ရင် sequence change လို့မခေါ်တော့ဘူးစနစ်တကျမဟုတ်တော့ဘူးကြီးထားတာမဟုတ်တော့ဘူးပြောတင်တာ1 being 2လာတယ်2 being 3လာတယ်3 being ဟာလေ4လာတယ်4 being 5လာတယ်ဒါမျိုးစီ sequence change နားလည်ပြီเนาะကြည့်တာဆိုရင်ဆရာတို့နောက်တစ်ခုထပ်ကြည့်11 12 13 14 15 16 17 18 19 20เกจิ အဲ့မှာလဲ 11p in 20တက်တော့လိုက်20ပြီးရင်ဟို15ကိုပြန်ဆင်းလိုက်15ရနေ16တက်တော့လိုက်16ရနေ30ပြန်ဆင်းလိုက်ကြဲအဲ့လိုလောက်ထားလားမလောက်ထားဘူးเนาะ 11p in ဘာလားလဲ12 12p in 13 13p in 14 14p in 15သူ့ရဲ့အစဉ်လိုက်တိုင်း sequence sequencing စီးတာဆိုတော့ဒါမျိုးကိုဆရာတို့က sequencing လို့ခေါ် နော်ဆိုတော့ဒါတို့ဒီ maths မှာဆိုလဲခုနဆရာပြောပြတော့နော်1 to 10ပဲ cc နော်ပြီးရင်11 to 20ပဲ cc sequence ဆိုတာရှိရမယ်အခုနကဏ္ဍနေကိုရေးတဲ့အခါမှာ1နဲ့ဟို10ကိုကြော်တက်သွားလိုက်10နဲ့ဟို20ကိုကြော်တက်သွားလိုက်20ရနဲ့ဟို3လက်ကိုပြန်ဆင်းလိုက်3ရနဲ့13ကိုပြန်ကြော်တက်သွားလိုက်နော်အဲ့လိုတွေစီရတာမဟုတ်ဘူးနော်1 to 20နော်1 2 3 4 5 6 7 8 9 10ဟုတ်တယ်မလား အောင်ပြီးပါလဲ11 12 13 14 15 16 17 18 19 20။တော့အဲ့လိုမျိုးလေးရေသူ့ဟာသူအစင်းလိုက်တိုင်းစနစ်တကျစီထားတာဒီ sequencing ဖြစ်ပါတယ်။ကဲဒါဆိုဒါရစ်မီတို့ရေ sequencing ဆိုတာဘာလို့ပြောတာလဲအခုနားလည်သွားပြီ။